ိသမားလုံးမင်္ဂလာခင်ဗျာလာမယ့်မေလ28ရက်နေ့ကိုရောက်ရင်ရှင်မြန်ကစားရဖို့ရှိနေတဲ့မန်ချက်စတာနဲ့တဲ့ရှင်စမ်းပွဲအတွက်အာဆီယံညွန်ပေါင်းသင်းကိုကစားပြုဖို့မြမလက်ရွေးစင်ကွင်းလယ်ကစားသမားမောင်မောင်လွင်ကိုရွေးချယ်လိုက်တဲ့အကြောင်း AFF ကထုတ်ပြန်ကြေညာလာပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဟာမြမနှစ်တကူအခါတမရမှာတကယ်ကိုမင်္ဂလာရှိရတဲ့ဘုတ်ဖြစ်သလိုမြမဘောလုံးပြည်သက်တွေအတွက်ဝမ်းသာစရာဒိန်းဘုတ်လည်းဖြစ်သွားခဲ့တယ်ပေါ့လေ အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ကနေပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံညွန့်ပေါင်းအာဆီယံအော့စတာအသင်းတို့ရှင်မြန်ကစားဖို့စီစဉ်ထားတဲ့ခြေစမ်းပွဲမှာအာဆီယံညွန့်ပေါင်းအာဆီယံအော့စတာအသင်းဘက်ကပါဝင်ကစားဖို့အတွက်မြမလက်ရွေးစဉ်ကွင်းနယ်လူမောင်မောင်လင်းကိုထည့်သွင်းရေးချယ်လိုက်ပြီလို့ကြေညာထားတာဖြစ်ပါတယ်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံညွန့်ပေါင်းအာဆီယံအော့စတာအသင်းတို့ဟာလာမယ့်မေလ28ရက်နေ့ကိုရောက်ရင်မလေးရှားနိုင်ငံမှာရှိတဲ့ဘူကစ်ဂျာလီဘောလုံးကွင်းကြီးမှာ ရှေ့ဆန်းပွဲရှင်မြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျအဲ့ရှေ့ဆန်းပွဲမှာအာဆီယံညွန်ပေါင်းအသင်းဘက်ကနေဒါအာဆီယံအော့စတာအသင်းဘက်ကနေပါဝင်ကစားဖို့အတွက်မြန်မာလက်ရွေးစင်ကွင်းတယ်လူမောင်မောင်တွေကိုထည့်သွင်းရွေးချယ်လိုက်တဲ့အကြောင်းအာဆီယံဘောလုံးဖွဲ့ချုပ် AFF ကမြန်မာဘောလုံးဖွဲ့ချုပ် CEO ဒါဆက်သွယ်အကြောင်းကြားပြီးတော့အသိပေးလိုက်ပြီလည်းဖြစ်ပါတယ်မောင်မောင်တွေဟာလက်ရှိချိန်မှာမြန်မာလက်ရွေးစင်အသင်းတက်လဲကိုစားပြုပြီးတော့ကစားနေတယ်သူကိုစားပြုကစားနေတဲ့ Thai Premier League Club Lanvan Warriors FC ဒီအသင်းတက်လဲ ရှေ့ဆွမ်းပြကစားပေးနေတာကိုတွေ့ရတယ်။အဲ့လိုဆွမ်းဆောင်ရည်တွေကြောင့်ပဲဒါအာဆီယံညွန့်ပေါင်းအသင်းမှာမြန်မာကိုစားပြုကစားသမားအဖြစ်ထည့်သွင်းရွေးချယ်ဖို့ကိုအာဆီယံဘောလုံးခွဲချုပ် AFF ကနေဆုံးဖြတ်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့လာမယ့်မေလ28ရက်နေ့ကိုရောက်ရင်မလေးရှားနိုင်ငံကဘူကစ်ဂျာလီကွင်းကြီးမှာကျင်းပရန်စီစဉ်ထားတဲ့ Premier League Club Manchester United အသင်းနဲ့အာဆီယံညွန့်ပေါင်းအာဆီယံ All Star အသင်းတို့ရဲ့ရှေ့ဆန်းပွဲမှာအာဆီယံညွန့်ပေါင်း All Star အသင်းဘက်ကနေမြန်မာလူရေးစင်ကွင်းတဲ့လူ မမောင်လင်းပါဝင်လာတော့မှဖြစ်ပါတယ်မမောင်လင်းကမန်ချက်စတာယူနိုက်တက်အသင်းရဲ့အမာခံပြိသက်တယောက်လည်းဖြစ်တော့သူအားပေးတဲ့အသင်းနဲ့အခုလိုရှေ့ဆောင်ပွဲကစားအောင်မှာကိုအရင်ပဲဝမ်းသာပျော်ရွှင်နေပါလိမ့်မယ်ခင်ဗျပြီးတော့မမောင်လင်းအတွက်လည်းဒီပွဲဟာတကယ့်ကိုအဖိုးအဖျက်နိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်အတွေ့အကြုံပိုင်းဆိုင်ရာလက်ချင်းပြင်ဆင်မှုပိုင်းဆိုင်ရာအများကြီးအများကြီးအတွေ့အကြုံတစ်တည်းရရှိမှာပါပွဲဝင်ကစားခွင့်ရရှိပါစေလို့လည်းဒီနေ့အားနေဆုတောင်းပေးပါရစေဒီပွဲမှာအာဆီယံညွန့်ပေါင်း ာဆီယံအော့စတာအသင်းရဲ့နှိပြချုပ်ဖြစ် BNN လာရွေးစဉ်အသင်းနှိပြမစ္စတာကင်ဆန်စစ်ကတာဝန်ယူဆောင်ရွက်သွားလိမ့်မယ်လို့ကျွန်တော်သတင်းကြားသိရပါပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ